ဖရာကုံတရားကုံတန်ခါကုံမြတ်စွာဘုရားတရားဓမ္မတန်ခါဒါကတို့ပေါ်မှာဘလို့ခြေစူးပြုတ်ကလေးမြတ်စွာဘုရားရဲ့ခြေစူးပြုတ်မှုဟာဘလောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ဘုန်းကြီးတို့တည်းအကယ်၍ဖရာမပွင့်ဘူးဆိုလို့ရှိရင်ဒါကုသိုလ်လားဒါအကုသိုလ်လားမသိနိုင်ဘူးဒါကအပြစ်ရှိသလားဒါကအပြစ်မရှိဘူးလားမသိဘူး ဒါကလုတ်ကောင်းသလားဒါကမလုတ်ကောင်းဘူးလားလည်းမဖြစ်သေးဘူးမသိလို့ဖရာရဲ့အဆုံးမမရတဲ့ပုံကိုယ်တွေလေကြည်ကောင်းကင်ကိုကြောပေးနေတဲ့တရားတွေရဲ့အသားဖရာသခင်ကဖန်ဆင်းထားတာစားကောင်းတယ်တက်ကောင်းတယ်ဆိုတော့တွားရောပဏ္ဏရိပတ္တတသက်လုံးလုံးနေချာဒါလုတ်တင်တာမလုတ်တင်တာမသိလို့ပဲလေအဲ့ဒါလို့အဆုံးမမျိုးရသွားရင်တွားပြီပေါ့ လောကလူတွေလည်းပြောကြတယ်မဟုတ်လားပြောပြောနေသေးကဲနောက်ဘဝဆိုတာမရှိဘူးဟောလောက်ချင်တာလောက်စိတ်မရှုပ်နဲ့ဆိုတဲ့အဆုံးအမတွေရထားတဲ့ပုံကိုယ်တွေချာလောက်ချင်တာတွေလုံးတော့တာကိုကျင့်တရားတွေပြက်ပြားနောက်ဆုံးမှဒုက္ခရောက်သွားတာချိပဲဒီလိုတွေဖြစ်တယ်အဲ့တော့မြတ်စွာဘုရား ဟောထားတဲ့တရားတွေကိုသိရလို့အေးစိတ်ကောင်းမွန်မြတ်တဲ့စိတ်တွေထားရမယ် မေတ္တာထားရမယ်ကရုဏာထားရမယ်မုရိတာထားရမယ်ဥပိ္ပခာထားရမယ်ဆိုရက်မောမြတ်တဲ့စိတ်နေသဘောထားတွေကိုရှင်းလင်းပြတဲ့အခါမှာမောမြတ်တဲ့စိတ်နေသဘောထားတွေကိုထားထလာထားထလာသည့်အတွက်ကြောင့်လက်တွေ့ဘဝမှာပဲပတ်ဝန်းကျင်နဲ့အဆင်ပြေလာပတ်ဝန်းကျင်နဲ့အဆင်ပြေလာမေတ္တာထားသည့်အတွက်ကြောင့်အလုံးနဲ့အဆင်ပြေအလုံးနဲ့အဆင်ပြေနောက်ဆုံးမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ ူလောင်ခြင်းဆိုတာမရှိတော့ရှင်နဲ့နှလုံးနဲ့မှာပူတာမရှိမေတ္တာရှိသည့်အတွက်သာဝရအေးမြမေတ္တာရှင်ရဲ့မျက်နှာဟာချိန်လေမေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာဟာနှလုံးသားမှာဂိမ်းဝနေသည့်အတွက်သူ့ရဲ့မျက်နှာဟာအေးမြပြုံးရွှင်နေတယ်ကြည်လင်းနေတယ် အဲ့ဒီပုဂ္ဂိုလ်မျိုးရဲ့မျက်နှာကိုကြည့်လိုက်လို့ရှင်ပတ်ဝန်းကျင်ကလည်းဒီအေးထက်တွေကူးပြီးတော့သူ့ကိုချစ်ခင်ညာလာကြတာဒါမေတ္တာရဲ့အကျိုးတရားပဲလေအဲ့ဒါလိုပါမဟုတ်ဘဲနဲ့မမနာကြီးတခွဲသားနဲ့เนาะမျက်နှာကြောကြီးတင်းထားတယ်ဘယ်သူမှအဖက်မလုပ်တဲ့ပုံစံနဲ့ဆိုလို့ရှင်လူတကာလည်းအမြင်ကပ်မှာပဲသူ့သူ့နှလုံးသားကလည်းမာကြောနေမေတ္တာခန်းချောက်မေတ္တာခန်းချောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာကြောဟာမာကြောနေပြီးတော့ခိုလူမှန်ဒီလူငါဟောက်စာချင်းလုံနေလို့ရှိရင်တော့အဲ့ဒါဘယ်သူကမှ တက်မှာမဟုတ်ဘူးပေါ့ဒါလက်တွေ့အကျိုးတွေပဲလေလက်တွေ့အကျိုးတွေပဲတော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားအမြဲတမ်းအေးချမ်းပြီးတော့နေဒါဘုရားဆုံးမဒါကြောင့်မလို့ဒီလိုအဆုံးအမတွေပေးတဲ့ပုဂ္ဂိုလ်ရဲ့ခြေစူတရားဘယ်ဆက်လို့ကုန်လဲခြေစူတရားပဲဒါလည်း မြတ်စွာဘုရားရဲ့ကျေးဇူးဒါရင်လားလို့ဆိုဘေကနော်စိတ်ထားတတ်တယ်ဒီဘဝမှာ ကောင်းကျိုးချမ်းသာတွေရတယ်နောက်ဘဝကောင်းကျိုးချမ်းသာတွေဟောတယ်မြတ်စွာဘုရားကံကံဤကျိုးဆိုတာရှိတယ်အကုသိုလ်ကရှောင်ကြရမယ်ကုသိုလ်လုပ်ကြရမယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဆိုရအဆုံးမတွေအတိုင်းလိုက်နာကျင့်သုံးလိုက်မယ်အကုသိုလ်တွေရှောင်တယ်ကုသိုလ်တွေလုပ်တယ်နော်စိတ်ဖြူစင်အောင်ထားတယ် ဒါကြောင့်မလို့ပြေသွားတဲ့အခါကောက်ရသုခတိဘုံရောက်ကြတာပရိန္ဒာလက်ပြင်မှာဘုန်းကြီးတို့တွေကလူတွေအနေနဲ့ဒါတွေကိုမသိကြနတ်တွေကတခါတော့ကတာပရိန္ဒာလက်ပြင်မှာနတ်တွေကဒီအကြောင်းကိုသိတယ်မြတ်စွာဘုရားမပွင့်ခင်ကရောက်နေတဲ့နတ်တွေနော်ရှိတယ်တာပရိန္ဒာလက်ပြင်မှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့လက်ပြင်ရောက်နေကြတာရှိတယ် ဖျားပွင့်ပြီးတော့မှတရဏဂုံသုံးပါးစောက်တည်ပြီးတော့သာသနာတွဲမှာကုသိုလ်လုပ်ပြီးမှ ရောက်လာတဲ့နတ်တွေရှိတယ်။အဲ့ဒီအရှိနေတဲ့နတ်နဲ့ဖျားပွင့်မှာရောက်လာတဲ့နတ်အရှိန်အောင်ဆုံးမှကြည့်လေတရားမင်းကြီးကိုယ်တိုင်ကိုကသာသနာ့ဘာမှလှုပ်လာတဲ့ကုသိုလ်ရဲ့အရှိန်တိတ်မကောင်းဘူး သာသနာ့ဘာမှာလုပ်ခဲ့တာတရားမင်းဖြစ်နေပေမဲ့လို့မြတ်စွာဘုရားသာသနာမှာကုသိုလ်လုပ်လာတဲ့ကုသိုလ်လုပ်ပြီးတော့ရလာတဲ့ဘုန်းတော်ကိုတည်စော်ကြီးတဲ့နတ်တွေတွေ့လို့ရှင်တရားမင်းတောင်မှပဲဒီအချိန်အဝါတွပ်ပြီးတော့ထိတယ်ဆူလာရထာတို့နော်နတ်သားတွေထွက်လာတယ်ဆိုရင်တရားမင်းကြီးတောင်မှပဲ သူ့ရဲ့နန်းပြတ်တတ်တည်းသူ့ရဲ့အဆောင်အယောင်တွေကဟောင်းနှွမ်းအိုမင်းနေတယ်လို့ခံစားရဟိုကအယောင်တွေကဖိတ်ဖိတ်တောက်ပြီးတစ်လွင်လှပသူ့ရယ်လဲရုပ်ရည်ပကာရချောမောကြတယ်သူ့ရယ်လဲအရှင်ဝါတွေက ကောင်းကြတယ်ဆိုတော့မတူဘူးအကျိုးပေးတာချင်းမတမ်းမကွာမတူဘူးဆိုတာစဉ်းစားကြည့်လေစတိကုံမြေပေါ်မှာစိုက်ထားတဲ့တစ်ပင်နဲ့ မြေဩဇာကောင်းတဲ့နေရာမှာစိုက်တဲ့တစ်ပင်အတီးချင်းဖွင့်ဖွင့်ဖြိုးတာချင်းအပွင့်ချင်းမတူဘူးလေဖရာသာသနာလို့ဆိုရင်မြေဩဇာကောင်းတဲ့နေရာမှာဒါနကောင်းမှုလုတ်ပြီးတော့နှက်ပြေရောက်သွားတဲ့ပုံကိုယ်ကြီးအယောင်ဝါးတွေပို့ပြီးတော့သူများနဲ့တာလွန်နေတဲ့တောက်ပတယ်ဒီလိုဆွလို့တာနော်အဲ့ဒါကြောင့်မလို့နှက်ပြေရောက်နေတဲ့နှက်တွေကဒီအခြေအနေတွေကို ကောင်းကြီးပြီးကောင်းကောင်းသိကြတယ်မတူဘူးတဲ့အရှိန်ဝါး အင်းဒါကြောင့်လို့ဒါတွေဟာဘုသူ့ရဲ့ခြေဆုတွေလဲလို့ဆိုရင်မြတ်စွာဘုရားရဲ့ခြေဆုတရားတွေပဲပေါ့နောက်ဆုံးမှာဘုန်းကြီးတို့တွေဒီဘဝမှာကောင်းကျိုးချမ်းသာတွေရကြတယ်စိတ်အေးချမ်းသာဆိုတာနေနိုင်တယ်နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုယ်မသိကြဘူးမသိနိုင်ကြဘူးသို့တော့မြတ်စွာဘုရားကဟောထားတယ်နောက်ဘဝဆိုတာရှိတယ်ဆိုတာဖျားပေါ်မှာယုံကြည်စိတ်ချပြီးတော့ ဟောနောင်ဘဝကိုလက်ခံထားကြတယ်နော်နောင်ဘဝကိုလက်ခံထားကြအဲ့ဒါလို့လက်ခံထားတာကိုကဒါမြတ်စွာဘုရားရဲ့ခြေစူးတရားဘုရားပေါ်မှာယုံကြည်စိတ်နဲ့ထားကိုယ်တိုင်မမြင်ရတဲ့ဟာယုံကြည်စိတ်နဲ့ထားနောင်ဘဝရှိတယ်လို့လားဒီထဲမှာမြတ်စွာဘုရားကဆုံးမဩဝါဒပေးထားတာရှိသေးတယ်အေးတချို့ကနောင်မွားရှိတယ်လို့ဟောတယ်တချို့ကနောင်မွားမရှိဘူးလို့ဟောတယ် မင်းဘယ်လိုလုပ်မလဲဟာကိုကိုတိုင်ကရှိတယ်လည်းမသိဘူးမရှိဘူးလည်းမသိဘူးဘယ်လိုလုပ်မလဲဆိုတော့ဟောကောင်းတာတွေလုပ်နေလိုက်တဲ့ကောင်းတာတွေလုပ်နေလိုက်လို့ရှင်နောက်ဘဝမရှိဘူးဆိုလို့ရှင်ပြီပြီကိစ္စမရှိဘူးဒါဆိုဒီဘဝမှာငါလူကောင်းပဲကောင်းတာလုပ်နေသည့်အတွက်ကြောင့်ဒီဘဝမှာချမ်းသာနောက်ဘဝရှိတယ်ဆိုရင်ကောင်းတဲ့ဘုံမှာရောက်ဟော နှစ်ဖက်လုံးမမားနိုင်တဲ့လမ်းကိုရွေးဖို့မြတ်စွာဘုရားဒီလိုခေါ်ထားတာဒါသေးကြတဲ့လမ်းတစ်ခုဒီလိုခေါ်တာเนาะကာလမတုံမှမြတ်စွာဘုရားအဲ့တန်းရှင်းအဲ့တော့အဲ့ဒီဘုရားရဲ့ခြေဆုတွေဟာဓမ္မချီးမားတယ်လို့သူတို့ပြောဘုရားသာသနာနဲ့ကြုံတွေ့သည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေမှန်ကန်တဲ့လမ်းကြောင်းကိုရောက်လာမှန်ကန်တဲ့အတွေ့တွေတွေးနိုင်မှန်ကန်တဲ့အမြင်တွေကိုရလာ မကန်တဲ့လုံရက်တွေလုံနိုင်လာကြတယ်လုံသည့်အတွက်ကြောင့်ရလာတဲ့အကျိုးကျေးဇူးတွေဟာဒီဘဝမှာတချို့တဝက်ခံစားရပြီးတော့နောက်ဘဝမှာဒီတွေကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရကြမှာပဲပေါ့ဒီလိုဆိုတာပေါ့ကဲဘဝမှာရှိနိုင်တဲ့အကျိုးကျေးဇူးတွေမကဘူးတခြားဘာသာသာသနာတွေရဲ့အဆုံးအမကြည့်မယ်ဆိုလို့ရှိရင်တဘဝကောင်းစားရေးလောက်တော့ရှိကောင်းရှိမယ်နော် တဘဝမှာစီးပွားဥစ္စာတိုးတက်တာတို့ဒီလိုတဘဝတဏ္ဍဆာလေးတော့ရာကောင်းရလိမ့်မယ်။နောက်ဘဝကောင်းစားဖို့ဆိုတာတောင်တခြားဘာသာမှာအမြဲတမ်းခက်ခဲတယ်။အမြဲတမ်းခက်ခဲတယ်။ထားပါတော့ရှိတယ်ထား။နောက်ဘဝအကျိုးပြုတာရှိမယ်။အဲတချို့ဘာသာတွေဆိုလို့ရှိရင် နောက်ဘဝတောင်မှလက်ခံတာမှမဟုတ်တာ။နောက်ဘဝလက်မခံဘူးလေ။ဘဝဆိုတာတစ်ခုတည်းပဲ။ သာဝရငရဲဘုံနဲ့သာဝရကောင်းငင်ဘုံပဲရှိတယ်။အဲ့ဒါဟာသာဝရလို့ဆိုရဲအပြောင်းလဲလုံးလို့မရတော့ဘူးသွားပြီ။နော်။ဖရဲသခင်ဆုံးပြတိုင်းပဲသာဝရကောင်းငင်ဘုံရောက်သွားရင်လည်းဖရဲနဲ့နေရောသာဝရငရဲဘုံရောက်သွားရင်လည်းခံရောဆိုတာလွတ်လပ်မရှိဘူး။ဘုရားတို့ဆိုရင်တို့က God Center တည်ခြင်းလေ God Center တည်ခြင်း တကုရှင်ရဲ့ဆုံးဖြတ်မှုအတိုင်းကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့အသိဉာဏ်ဆိုတာဘာမှအသိမှမပြုဘူးအဲ့ဒီအသေးပဲရောက်သွားဟောဘုရားဘာသာဝင်နေကြတာမြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးလူတွေမှာကိုယ့်ရဲ့ဆန္ဒဆိုတာရှိတယ်ကိုယ့်ရဲ့လုံလဆိုတာတမိုးရှိတယ်ကိုယ့်ရဲ့စိတ်ဓာတ်ဆိုတာတမိုးရှိတယ်ကိုယ့်ရဲ့အသိပညာဆိုတာအစွမ်းအစအမတန်ထက်တယ်ကိုယ့်အကုတ်ကိုရမယ် ိုယ့်ကိုအဆုံးဖြတ်ပေးတာကိုယ်သာဖြစ်ရမယ်သူများမဖြစ်စေရဘူးဘလောက်ကောင်းလဲနော်အတ္တဟိအတ္တနောနာထောဆိုတာအဲ့ဒါပြောအဲ့ဒီအတ္တဟိအတ္တနောနာထောအတ္တဟိမိမိကိုယ်တိုင်သာလဲအတ္တနောနာထောကိုယ့်ရဲ့ကိုယ်ဝယ်ရဖြစ်ရမယ်ဒီလိုဆိုလိုတဲ့အတိပ္ပယ်ကဒီလိုဆိုရင်ဖះကိုယ်ဝယ်စရာမလိုဘူးလားလို့ဒီအတိပ္ပယ်မျိုးပြောတာမဟုတ်ဘူးနော်ဖះကိုယ်ဝယ်တာဘာအတွက်ကိုယ်ဝယ်တာလဲအမှန်တရားသိဖို့အတွက်ကိုယ်ဝယ်တယ် လှုပ်တာကိုလှုပ်ရမှာကိုကိုယ်တိုင်လှုပ်ရမှာကိုကိုယ်တိုင်မလှုပ်လို့ရတော့ဘာတခုမှမရဘူးကြည့်လေဆရာကတပည့်ကိုစာကျက်ပေးလို့မှမရဘူးတပည့်ကိုယ်တိုင်ကျက်ရမှာဆရာကသင်ယုံသင်ပေးတာမိဘကသာသမီကိုဘလောက်ချစ်လို့ပညာတတ်ကြီးလှုပ်ပေးနိုင်လားလှုပ်ပေးနိုင်ဘူးမိဘလှုပ်ပေးနိုင်တာဘာတော့ကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းအပ်ပေးမယ်ငွေကြေးတနာအကုန်ကြခံမယ်လိုအပ်တာတွေဖြည့်မယ်ဒါပဲ သာသမီကိုယ်တိုင်ကမကြိုးစားရင်မရဘူးအဲ့ဒါကိုပြောတာအတ္တဟိအတ္တနောနာထောကိုလုံးဝမဲ့ကွတ်တော့စာပေချမ်းကတခုမှဘလို့ပြောတာတော့ဥပရိသမတ္တမေဝဟိပရာယတ္တလမ်းညွန်ပြတ်တာမှုသီတာလင်ဆရာသမားမိဘများနဲ့သက်ဆိုင်တယ်ဆရာသမားမိဘများဆိုတာလမ်းညွန်ပြတ်တာရုံးတယ် မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောခဲ့တယ်လေတုံမေဟိကိစ္ဆံအတ္တပံအခတာရောတထာဂတာဘုရားဆိုတာလမ်းကိုပြယုံပြနိုင်တာဟောယုံဟောနိုင်တာဆိုကောင်အကျိုးကြောင့်ရှင်းပြတုံမေဟိကိစ္ဆံကတ္တပံလုံးတဲ့နာမင်းတို့ကိုယ်တိုင်လုံးအောင်ဒါကတော့တကယ်ကိုလက်တွေ့ကြတဲ့အရာပဲလေကိုယ်ကိုယ်တိုင်မလုံးလို့ဘာတစ်ခုရဘာမှမရသာသမီတွေလည်း ဘာမလုပ်လို့ရှင်ဘာမရဘူးကိုကိုတိုင်းလောက်ရမှာ၄ကြည့်ပဲဒါကြောင့်မို့ဥပရိသမတ္တမေဝါဟိပရာယတ္တာတဲ့နိလညွန်ပြမှုသီတာတင် သူများနဲ့သက်ဆိုင်နေအညာတပ္ပတပ္ပတိအတ္တဒိနာမေဝါတခြားအောင်မြင်မှုကြီးပွားမှုမှန်သမျှကိုယ့်ပေါ်မှာမူတည်တယ်ဒီအိဗယ်ကိုပြောတာအတ္တဟိအတ္တနောနာထောဆိုတာဒီအိဗယ်ကိုပြောဖះကိုကိုးွယ်တယ်ဆိုတာ ဖះစီကအဆုံးမရဘူးကိုယ်ပဲအခုခေတ်တော့တလွဲကိုယ်ွယ်နေတာလည်းရှိတယ်ဖះရုပ်တုလေးကိုယ်ွယ်လို့ရှိရင်စီးပွားတက်တယ်ဆိုပြီးတော့ကိုယ်ွယ်နော်အဆုံးမရဘူးကိုယ်ွယ်တာမှမဟုတ်တာလက်ကောင်းတယ်ဆိုကိုယ်ွယ်တယ်လက်မကောင်းတဲ့ဖះဆိုအိမ်ထောင်းထားတော်ထားမှမဟုတ်တော့ညအဲ့ဒါမျိုးကဒါမမှန်ကန်တဲ့ဘက်ကိုရောက်နေတယ်လို့ဒီလိုပြောရမှန်ကန်တဲ့နည်းနဲ့ကိုယ်ွယ်တယ်ဆိုတာ မြတ်စွာဘုရားအိမ်ကိုရုပ်ွားတော့ကိုးကွယ်တယ်ဆိုတာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုမှတ်ရဖို့အတွက်ထားတာအမှတ်ရဖို့အတွက်ထားတာမြတ်စွာဘုရားကဒုဋ္ဌတွေကိုဆုံးမဩဝါဒပေးတယ်ဆုံးမဩဝါဒဆိုဒီမှာဘုရားကကယ်ပေးတာမဟုတ်ဘူးကယ်တဲ့ဘုရားမဟုတ်ဘူးမတဲ့ဘုရားမဟုတ်ဘူးအေးတချို့ဘာသာကြားတွေကပြောသေးတယ်ဒီဗုဒ္ဓဘာသာဘုရားကမကယ်ဘူးဆိုရင်ကယ်တဲ့ဘုရားကိုးကွယ်ပေါ်တယ်ကယ်တဲ့ဘုရားကိုကိုးကွယ် အဲ့ဒီဘုရားကတကယ်ကယ်လားဘုရားဆိုတာရောဘယ်သူတွေ့ဘူးလို့တော့ historical ဗုဒ္ဓမှာမဟုတ်တာစိတ်ကူးရင်တည်းကဘုရားလေ God ဆိုတာဘယ်သူတွေ့ဘယ်သူမှမတွေ့ဘူးလက်ညှိုးထိုးပြောတကယ်တော့နတ်ကိုယ်ခွင်နေအဲ့ဒီ God အသာထားမြေပြင်ပေါ် God တော့မတွေ့ရနော်ကောင်းကင်ဘုံက God တော့အသာထားကောင်းကင်ဘုံကနတ်ဆိုတာမတွေ့ရသလိုမြေပြင်ပေါ်ကနတ်လည်းနတ်ကတော့ပြောသမျှယုံနေချတာ ။မယုံလားဆိုယုံကြတာပဲလေ။လူတွေကယုံနေကြတာ။မြေပြင်ပေါ်ကနတ်လည်းယုံတယ်။ဘယ်ကမြင်ဘူးလို့။တခါမြင်ဘူးကြောင်မမြင်ဘူးပဲယုံတာပဲလေ။အတော်တော့အံ့ဩစရာကောင်းတယ်လူတွေရဲ့တဘာဝ။ကောင်းကင်ဘုံကတကိုးရှင်ကြီးဆိုတာရောဘသူယုံဘသူမှမယုံဘသူမှမသိဘူးမမြင်ဘူး။တမန်တော်ပြောတာကိုပဲလိုက်နာနေကြတာလေ။အဲ့တော့ တကယ်ကတော့ဒီမြတ်စွာဘုရားဟောထားတဲ့အတိုင်းဖန်ဆင်းရှင်ဝါဒဖြစ်ပေါ်လာတာဟာအမတ်တမဲ့ဖြစ်ပေါ်လာတဲ့အရာတစ်ခုသာဖြစ်တယ်။ဗြမာကြီးတဦးကနေပြီးတော့နှစ်ပေါင်းများစွာတဦးတယောက်တည်းနေလာတဲ့အခါသရဝါဆိုတာတယောက်တည်းနေပြင်းတတ်တဲ့လေထာရှိ။ရှိနေခုလူတွေတော့ကဲတအိမ်ထဲမှာတနေရာထဲမှာအကြာကြီးထားကြည့်ပါလား။ ဟိုဖုံးဆက်ဒီဖုံးဆက်ဆက်မှာသွားလဲတာလေစိတ်တွေပေါက်လာမှာပဲနော်တရားဆိုတာတယောက်တည်းနေရင်ပြင်းလာအဲ့ဒီမြမကြီးကလည်းတယောက်တည်းနေရတာကြာတဲ့အခါကျတော့အဖော်လော်လေးရရင်ကောင်းပါပဲလို့တွေးလိုက်တဲ့အချိန်လေးမှာတရားတခုကသိဆုံးပြီမြမဖြစ်လာတာနဲ့သွားဆုံတာတကယ်ကတော့သူတွေးလို့သွားတာမဟုတ်ဘူး accidental လို့ခေါ်တယ်ထန်းတိကျွေကြီးပြန်ကြိုက်ဆိုတာမျိုး ဒီလိုဖြစ်တာမျိုးမတော်တဆဖြစ်တယ်အဲ့စီတင်တယ်ဖြစ်တယ်အဲ့ဒါကနေပြီးတော့ဖန်ဆင်းရှင်ဝါဒပေါ်လာတယ်ဆိုတာဗြဟ္မာသာလတုတ်မှမြတ်စွာဘုရားအတိအကျဟောထားတာရှိတယ်ဗြဟ္မာကြီးကိုယ်တိုင်ကလည်းငါဖန်ဆင်းတာလို့သူ့ကိုယ်သူထင်သွားတယ်တရားတွေအဲ့ဒီဖန်ဆင်းမှုကလူလောကတစ်ခါရောက်လာရောက်လာတယ်အဲ့ဗြဟ္မာသာလတုတ်မှအဲ့ဒီဖန်ဆင်းရှင်ဝါဒပေါ်လာပုံနဲ့မြတ်စွာဘုရားဟောတာအေးအဲ့ဒါလို့ အခြေအနေတွေလောကကြီးမှာရှိတာတွေကိုအမှန်အကန်သိရစိတ်အင်အားတွေရရှိလာအောင်ဟောပြောပေးတဲ့ရသော်ဘုရားရဲ့ခြေစူးတွေဘယ်နဲ့မလဲနောက်ဆုံးမှာတန်တရာထဲမှာမပြောဘူးအိုခြင်းနာခြင်းတေခြင်းဆိုတဲ့ဆင်းရဲတွေကနေလွတ်ချင်တယ်ထွက်ပေါက်ပယ်မှာရမလဲထွက်ပေါက်ရှာခြင်းနဲ့တကယ်ကြတော့လေတန်တရာကိုစဉ်းစားကြည့်ရင်ညီဝိဇ္ဇာကြီးဖြစ်လာတယ် ဘဝဆိုတာပျော်စရာဆိုတဲ့အတ္တဓာတ်ရှိတယ်။စိတ်ညစ်စရာဆိုတဲ့အပြစ်အနာစာတွေလည်းရှိတယ်။ထွက်ပေါက်ဆိုတာလည်းရှိတယ်။ဘဝရဲ့ပျော်စရာကပါတော့ဘဝကိုအကြောင်းပြုပြီးတော့အပေါင်းအသင်းတွေနဲ့နေရတယ်ပျော်ရတယ်ဘဝဒုက္ခချမ်းသာတွေခံစားရတယ်နော်ပညာတွေသင်ရတယ်သားတွေသမီးတွေနဲ့မိဆွေတွေနဲ့အပေါင်းအသင်းတွေနဲ့ပျော်ရတယ်ဒါဘဝဘဝရဲ့ကျင့်တတ်စရာပေါ့ဘဝရဲ့မကျင့်တတ်စရာကဘာလဲ မကျေနပ်ဆရာကိုအာဒီနဝလို့ခေါ်တယ်။ဘဝရဲ့မကျေနပ်ဆရာဆိုတာခေါင်းမဖြူခြင်းမဲနဲ့ဖြူလာမယ်၊သွားမကျိုးခြင်းမဲနဲ့ကျိုးလာမယ်၊ပည်မတွန့်ခြင်းမဲနဲ့တွန့်လာမယ်၊မအိုခြင်းမဲနဲ့အိုလာမယ်၊မကိုင်းခြင်းမဲနဲ့ကိုင်းမယ်ဟော။ဆရာကိုအန်တုလို့ဆေးလေးတော်ဆိုလို့ရတာပေါ့။သို့တော့နော်၊သွားကျွေးရင်လည်းစိုက်လို့ရတာ။သို့တော့အိုရာကဘလုံးမကာွယ်လို့မရဘူး။ တပြေးပြေးရုပ်လျော့သွားပြီလူဟာအားကနဲတဲ့နဲလာပြီအိုမင်းရင်ရောလာနောက်ဆုံးမှာဘုံဘုံလဲပြီးတော့ဘဝတစ်ခုစွန့်သွားဒါကဒီတဘွားတယ်လာလို့ဆိုမဟုတ်ဘူးနောက်ဘဝလည်းဒီတိုင်းပဲနောက်ဘဝလည်းဒီတိုင်းပဲနောက်ဘဝလည်းဒီတိုင်းပဲဘယ်တော့မှမဆုံးနိုင်တဲ့အနေထားကြီးတစ်ခုတည်းမှာလဲပတ်ဖြစ်နေရတာကြီးတွေးမိမယ်ဒီလိုမတိမြဲတဲ့အခြေအနေကြီးဟာအာရိနဝါစိတ်ပြည့်စရာကြီးပေါ့ အဲ့ဒီစိတ်ပြည့်စရာကြီးကထွက်ပေါက်ဆိုတာရှိလားဆိုတော့ရှိတယ်ဘဝကိုတွေ့တားနေတဲ့တဏှာကိုပယ်ရမယ်ဒါပဲဘဝမှာဖြစ်ချင်တယ်ဖြစ်ချင်နေလို့ဖြစ်နေတာဖြစ်ချင်တဲ့စိတ်ဓာတ်ဖယ်ရှားနိုင်ရဝိပဿနာကျင့်နေဆိုတာဘဝမှာဖြစ်ချင်တဲ့စိတ်ဓာတ်ကိုဖယ်တာပဲဖြစ်ချင်တဲ့တဏှာအမှန်ကန်မြင်ပြီးတော့ဖြစ်ချင်တဲ့သန္ဓရာဂတွေကိုညှော်နှဲတော့အောင်လုပ်ပြီးနောက်ဆုံးမှာ ဝိပဿနာကျင့်စဉ်ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားဟောထားမဂ္ဂင်၈ပါးအကျင့်တရားအထွတ်ထိပ်ရောက်သွားတဲ့အခါမက်ဆိုတဲ့အစင်တန်းမြင့်တဲ့သဘာဝတရားပေါ်လာပြီဆိုလို့ရှိရင်နော်ဘဝကြီးကိုဖန်တီးနေတဲ့ကိလေသာတွေဘဝကြီးကိုဥဆောင်နေတဲ့ကိလေသာတွေထုတ်လုပ်နေတဲ့ကံတရားတွေဒါတွေကိုအလုံးဖယ်ရှားသွားတော့ အကြောင်းတွေပြတ်သွားလို့အကျိုးတွေရပ်သွားတာပဲဒါကိုနိဗ္ဗာန်လို့ခေါ်တာဟောအကြောင်းတွေရှိနေသည်မြတ်အကျိုးတရားလာမှာပဲအကြောင်းတွေဖြတ်လိုက်လို့ရှင် အကျိုးတရားတွေဟာလည်းရပ်သွားမှာပဲဒီလိုဆိုတယ်ဒီလိုနိဗ္ဗာန်တရားကိုလိုချင်တယ်ဆိုလို့ရှင်လေဘေဘာသာမှမကြဘူးတဲ့အိမ်မက်မမက်ရတဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားမဂ်ရှင်ပါအကျင့်တရားကိုလည်းမြတ်စွာဘုရားဟောခဲ့တယ် အဲ့ဒီဟောခဲ့တဲ့တရားကျင့်ကြံကြိုးကုန်အထောက်ခွင့်ရကြတာလေမြတ်စွာဘုရားရဲ့ခြေစူးတရားတွေပဲလို့ဟောခြေစူးအနေနဲ့ဒီလိုသိကြဟောအဲ့တရားရဲ့ခြေစူးဆိုတာကြတော့ကြည့်နေတရားဆိုတာစိတ်ထဲမှာနှလုံးသွင်းလိုက်ရုံနဲ့အေးချမ်းသွားတာအေးချမ်းသွားတယ်ပူလောင်တဲ့ကိလေသာတွေငြိမ်းသွားတယ်တရားရဲ့အကျိုးခြေစူးတွေပဲအလုံးတရားကိုနှလုံးသွင်းတတ်တဲ့ပုဂ္ဂိုလ်တွေဟာနားလဲပေါ့ လူတယောက်ကိုအပြစ်မြင်နေသည်မကလပ်ပတ်လုံးမုန်းနေတဲ့စိတ်တွေပေါ်မှာပဲအပြစ်ကိုလစ်လျူရှုပ်ပြီးတော့ကောင်းကွက်ကလေးကိုကြည့်ပြီးတော့သူ့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးသာမွေးလိုက်မွေးလိုက်တာနဲ့တပြိုင်နဲ့ကောင်းကွက်ကိုရှာမေတ္တာကိုပွားလိုက်တာနဲ့တပြိုင်နဲ့စိတ်နှလုံးအေးချမ်းသွားတာဒါတရားရဲ့ခြေဆုပဲဤတဲ့အစင်းမြင့်တဲ့ခြေဆုကြတော့ မတရားဝိပဿနာကျင့်စဉ်ကျင့်ဘဝရဲ့အပြစ်တွေကိုမြင်လာပြီးနောက်ဆုံးမှာဘဝကိုဆွတ်လွတ်နိုင်တဲ့အနေထားတစ်ခုရသွားအဲ့ဒီကနေပြီးတော့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဘဝကိုဆွတ်နိုင်တဲ့အနေထားမျိုးစိတ်ဓာတ်ခိုင်မာမှုမျိုးရောက်သွားတာဘုသူ့ရဲ့ခြေစူးတော်ဆိုတရားရဲ့ခြေစူးဒီလိုပြောအေတန်ဃာရရဲ့ခြေစူးဆိုတာပါလေတန်ဃာရဲ့ခြေစူးဆိုတာလောကလူသားတွေဟာဘဝမှာဒီ မတောင်းမတမကြောက်မကြနဲ့ဘဝမှာပြည့်ပြည့်စုံစုံဘဝဒုက္ခကိုခံစားနိုင်ဖို့ဆိုတာဒါနကောင်းမှုပြုမှဘဝဒုက္ခစိတ်ဆိုင်ဥစ္စာဆိုရလူတိုင်းဟာပြည့်စုံရတာမဟုတ်ဘူးပေါ့အများစုကဆင်းရဲကြအများစုကဆင်းရဲကြရုန်းကန်ကြဩဒါနကောင်းမှုလှုပ်လိုက်တဲ့အခါကြည့်လေဒါနရဲ့အကျိုးရှိတယ်ဆိုတာကြည့်မန္တလေးနေတဲ့ပရိသတ်မန္တလေးမြို့သူမြို့သားတွေလည်းကြည့် လူတိုင်းလူတိုင်းဟာတိုက်တဲ့ကားနဲ့တိုက်တဲ့နေပြီးတော့ကားစိတ်နိုင်တာမဟုတ်ဘူးเนาะပတ်စကားတော့စီးလို့ရတာပေါ့เนาะကိုယ်ပိုင်ကားနဲ့စီးနိုင်တာမဟုတ်ဘူးအဲ့ဒီအခြေအနေတွေဘာကြောင့်ကွဲပြားနေလဲနောက်ဆုံးမှာအထင်ရှားဆုံးတစ်ခုပြောရမယ်ဆိုတော့ရှင်အကယ်၍သာရွေးချယ်ပြီးတော့လူဘဝကိုလာကြမယ်ဆိုလို့ရှိရင် ချမ်းသာတဲ့မိဘကိုရွေးကြမှာပဲလေလမ်းမေးကစင်စင်ရဲ့လောက်ကင်စားတော့ရတဲ့မိဘစီဘယ်သွားမလဲဘာဖြစ်လို့အဲ့ဒီကိုရောက်တဲ့လူကရောက်သွားတာလဲဆိုကိုဘဝကန္တရားပဲပေါ့နောက်ကဖန်နီးနေတဲ့ကန္တရားကိုလှုပ်တဲ့လှုပ်ရက်တွေကိုအကျိုးကိုခံစားကြရပဲဒီလိုဆိုလို့အဲ့တော့တန်ဃာလို့ဆိုတာကုသကောင်းမှု တန်ဃာလို့ဆိုတာဘုန်းကြီးတစ်ပါးကိုခေါ်တာမဟုတ်ဘူးနော်ဖွဲ့စည်းတရားကိုပြောတာတန်ဃာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုအကျင့်တူတယ်အမြင်တူတယ်အဲ့ဒီအကျင့်တီလတူညီခြင်းအမြင်တူညီခြင်းဆိုတဲ့ဒီတူညီခြင်းနှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ရသော်ဗျာရဲ့တပြေသာအဖွဲ့အစည်းကိုတန်ဃာလို့ခေါ်တယ် အဲ့ဒီတန်ဃာကိုဥတည်ပြီးတော့လှူတာဘုန်းကြီးတစ်ပါးကိုဆွန်းလောင်းလဲတန်ဃာကိုလှူတယ်ဆိုတဲ့စိတ်နဲ့ဆွန်းလောင်းမယ်ဆိုလို့ရှိရင်သူကအာယုံဟာအမတန်မှကျေပြတ်နေပေါ့ပုဂ္ဂိုလ်တူတဲ့ပုံမှာအာယုံထားတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့တပည့်တော်ကတန်ဃာတွေအားလုံးပုံမှာအာယုံထားပြီးတော့လှူလို့ရှိရင်ညောင်စိလေးလောက်လှူတာညောင်မင်းကြီးလောက်အကျိုးရတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်ဟုတ်တယ်လေ ကိုလုံးထာနည်းနည်းလေးဘာကြောင့်အများကြီးရနိုင်တာတော့စဉ်းစားကြည့်ပေါ့ကိုစိုက်တုံးကဆိုပါစို့စဘာလုတ်တဲ့ပုံကိုယ်တွေကြည့်လေစဘာလုတ်တဲ့ပုံကိုယ်တွေဟာတည်တင်းချင်းလိုက်တည်တင်းကျဲလိုက်ပြီးတော့စိုက်ပြိုးလိုက်တဲ့လေခွင်းထဲမှာမြေဩဇာတွေကောင်းပြီးတော့လေမြေက ခြေနဲ့မြေနဲ့ပြည့်စုံတဲ့လယ်မြေထဲမှာဆိုရင်စဘာတည်းကဘလောက်ထွက်တင်းတရာကျော်ထွက်တယ်ဟာလောက်တာတည်းမဲ့လေထွက်လာတော့တင်းတရာတရက်ပင်လေးကိုယ်အိမ်ခြံထဲမှာစိုက်တုံးကဒစီတဲစိုက်တာအပင်ကသီးလာတဲ့အခါကျတော့တသီးမှမကတာဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲကုသိုလ်တရားဟာလည်းပဲဒီတိုင်းပဲလို့ကိုယ်လောက်တာက တစ်ချိန်တစ်ခါလောက်အောင်ရလာတဲ့အကျိုးတွေကအများကြီးလို့သူတို့ပြောတာအဲ့ဒါလို့အများကြီးရစေနိုင်တာဘာလို့လဲလို့ဆိုတော့တန်ခါတဲ့ဒါကိုပြောတာအပကဏံပိကာရဏံဝိပုလဖလပฏิလာဘကရဏေနာကိုလုတ်တဲ့အလုတ်ကလေးကနည်းနည်းလေးလုတ်ပြီမဲ့လို့အများကြီးအကျိုးကိုဖြစ်ပေါ်စေတယ်နည်းနည်းလေးလှူလဲအများကြီးရတယ်ဆိုတော့အကျိုးကျေးဇူးကိုပေးနိုင်တယ်ဒါကြောင့်မို့လို့ကြည့်နေ ဇတ်တေထဲမှာဟိုဓမ္မပဒဝတ္ထုထဲမှာဆိုလို့ရှိရင်ရှင်မကသဝကြီးကိုမိမိလက်ကင်းထဲမှာစောင့်ရင်းနဲ့အစာပြေစားဖို့ဆိုတဲ့နော်စပားလေးတွေကိုပေါက်ပေါက်လှော်ထားတဲ့ပေါက်ပေါက်လှော်ပြီးတော့ခါးချညတ်ထားတဲ့ပေါက်ပေါက်ကလေးတွေရှင်မကသဝကြီးဆွံ့ကလာတဲ့အခါလောင်းလိုက်တယ်လှူလိုက်တာဘာမှတန်မိုးရှိတဲ့အစာမဟုတ်ဘူးအဲ့ဒါလို့လှူပြီးတဲ့နောက်မှာကံကောင်းအကြောင်းမလားလို့ မွေကိုက်ခံရလို့တေသွားတဲ့အမျိုးသမီးလေးဝတ္ထုကိုကြည့်ဟိုမှာဗုံမိမ့်ပန်ကြီးနဲ့ပေါက်ပေါက်ပွင့်လေးတွေတစားဆင်ထားတဲ့ဗိမ့်မှန်ကြီးမှာသွားပြီးတော့နတ်သမီးသွားဖြစ်တာလှူတာလေးကပေါက်ပေါက်လေးတွေဟောထမင်းကျိုးလှူလို့ဟိုမှာမှာနတ်ပြည်မှာရောက်သွားတာတွေတို့ပန်းလေးတစ်ပွင့်လှူတာနဲ့အပဲအပဲ90တကဘာအပဲမလားတဲ့ပုံကိုယ်တွေဝတ္ထုတို့ဟောတယ်လို့ဖြစ်ရတာဟာဘာကြောင့်လဲလို့ဆိုလို့ရှိရင် တန်ခါကုံတန်ခါခြေစုလို့ဒီလိုပြောတာเนาะတန်ခါကုံတန်ခါခြေစုအဲ့ဒီခြေစုတရားတွေကိုအတိမတ်ထားပြီးတော့ကုသိုလ်စိတ်တွေပွားဖို့လိုအပ်ပါတယ်တဲ့ဒါဖို့ခြေစုတရားဆိုတာအလုံးကိုမှတ်ထားနိုင်ရမယ်ပေါ့ဖရာခြေစုတရားခြေစုတန်ခါခြေစုမိဘခြေစုဆရာခြေစုဆိုတဲ့ဒီခြေစုတရားတွေမှတ်ထားပြီးတော့ ကျေးဇူးတရားတွေကိုပူဇော်နိုင်တဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိဖို့ဗုဒ္ဓမြတ်စွာဘုရားတောင်းတဆုံးမထားတာဖြစ်တယ်။တကြဘူး။ဗုဒ္ဓဘာသာဝင်သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ခေါ်ကြတော်မူခဲ့တဲ့အတိုင်း mind center တိချင်းလို့ဆိုတဲ့အတိုင်းကိုယ်စိတ်ကိုဗဟုဆုံးမထားတာဖြစ်တော့ကြောင့်စိတ်ဓာတ်ဖြူစင်အောင်ထားဖို့အမှန်တမ်းအရေးကြီးတယ်။ဖြူစင်တဲ့စိတ်ထားဆိုတာအများပေါ်မှာအကျိုးလိုလာတဲ့မေတ္တာနော် နေကြနေလို့ရှိရင်အကျဉ်းနာထားတာကရုဏာကိုယ်တည်းသာသွားလို့ရှိရင်လည်းမုရိတာပွားနိုင်တယ်ဝန္တာနိုင်တယ်တစုံတစ်ခုသူစီကရလို့မှုနဲ့ကိုလှုပ်ထားတဲ့အလုတ်တစ်ခုနဲ့ပတ်သက်ပြီးသူစီကတုံ့ပြန်လာတာကိုမျှော်လင့်ချက်မထားဘဲနဲ့မွန်မြတ်တဲ့လွတ်လွတ်ကျွတ်ကျွတ်ထားနိုင်တဲ့ဥပိ္ပခာတရားလို့ဒီတရားတွေအခြေခံပြီးတော့ခြေစူးတည်တတ်ပြီးဆိုလို့ရှိရင်အမတန်မှတန်ဖိုးရှိတဲ့မိမိတို့ရဲ့ဘဝ တမိုးရှိတဲ့ပါရမီကုသိုလ်တွေစီဖို့အားထုတ်ပြီးဖြစ်ပါတယ်။အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းကျေစုတရားကိုအမှတ်ထားပြီးတော့ကုသိုလ်တရားတို့တွေပွားများကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကုသိုလ်တရားပွားများနိုင်အောင်ကျေစုတရားအမှတ်ထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း ကဲမေတ္တာပွားရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံ ငြိမ်းချမ်းကြပါစေမေတ္တာရေးချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာ လူရဆန္ဒပြေပါစေလူရဆန္ဒပြေပါစေဖုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနဲ့ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျင်းမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏ မနောတရသည်မြင်မြဖြူစင်အေးကြီးလင်းသည်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသော ရေအိုင်ကြီးအတွင်၌ဒုက္ခပင်အသာစင်တော်ရအေးမြချီတာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဂျာဗန်တို့သည်ဖုံးလန်တာဝန္တာရွှင်မြူဝုံမုံဒူးလျက်ကျဉ်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်တင်းပြန့်ပီတိတည်ဟူသောယနန်းတို့သည် ဝါယံတုကောင်းစွာပဲ့သွေးໃຈလိုက်၍နေကြပါစေကုန်တည်း